ျွန်တော်တို့စမေသားသမီးတွေအတွက်ဆဲစာကံကြမ္မာကိုအခုခါမှလမ်းညွန်ပေးသွားမှာဖြစ်တဲ့အတွက်တရက်အော်တိုဘာလ2025ဗုဒ္ဓဘူးနေ့ကနေပြီးတော့10ရက်အော်တိုဘာလ2025တောက်ကြနေဒီကလာတော် အတွက်မှာစနေသားသမီးတွေရဲ့ဆဲစာကံကြမ္မာကိုလမ်းညွန်ညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လစဉ်လစဉ်တလောက်သုံးညဆဲစားဆဲစားကျွန်တော်လမ်းညုံမျှဝေနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တွေလည်းဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ် အဲ့တော့ဒီ video file ဆဲစာတွေနဲ့ပတ်သက်ပြီးတော့လေခုနကသားသမီးမိတ်ဆွေများအားလုံးဟာလာကြည့်ပြတဲ့မိတ်ဆွေများမကြည့်ပြရသေးတဲ့မိတ်ဆွေများအားလုံးကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်အဲ့တော့နောက်များမှာလည်းဆဲစာဆဲစာကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်တစုံတရာလည်းအချိုးရှိရန်ကြောက်ပါဈေးလို့ဆန္ဒပြုပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဆက်နေသားသမီးမိတ်ဆွေများတော့ပါကဲစနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီဆယ်ရမှာဆိုလို့ရှိရင်တော့ဟလာကိုက စိတ်ညစ်နေတယ်ဟလာကို့မှာမျက်နှာငယ်နေရတဲ့ဆိုရင်တော့မကူညီမစားမဲ့သူပေါ်လာမဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့ယုတ်တရဆိုသလိုကူညီမစားမဲ့သူပေါ်ပေါက်လာမဲ့ဆဲရစာကံကြမ္မာဖြစ်ပါတယ်အဲ့တော့ကို့မှာအစမပြေတဲ့ကိစ္စတွေပြဿနာတွေကိုယ့်ရဲ့အခက်ခဲတွေဒုက္ခအပူပင်ဒေါသတွေကိုယုတ်တရဆိုသလိုကိုယ့်ရဲ့အဆောင်ရှောက်တော်၎င်းလူပုဂ္ဂိုလ်တော်၎င်း तू ကကူညီဖြည့်ရှင်းလိုက်လို့ဘွားကနေကို့အတွက်အဆင်ပြေသွားတာဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုဟာဟလာ စိတ်မချမ်းမြေ့စရာအခက်အခဲတွေရောရှိနိုင်တဲ့ကြုံနိုင်တဲ့သို့တော်လည်းကုညီမဲ့သူမဆာဆောင်ရှောက်မဲ့သူတွေပေါ်လာမှာဖြစ်ပါတယ်အဲ့တော့စိုးရင်စရာမရှိပါဘူးเนาะအဲ့တော့အလောက်ကစီဝိုင်းနဲ့ပတ်သက်လို့ရောင်းဝယ်နဲ့ပတ်သက်လို့အခက်အခဲတွေရှိနေတယ်ဆိုရင်တော့အဲ့ဒီအခက်အခဲတွေကနေပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ကုညီမဲ့သူမဆာမဲ့သူထောက်ပတ်မဲ့သူဆိုတာမျိုးတွေရောက်လာပြီးတော့ကိုယ့်ရဲ့အခက်အခဲကအဆင်ပြေလွတ်မြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်လည်းဟလာလက်မဲ့အခြေအနေကနေလက်ရှိအခြေအနေပြန်ပြီးတော့ဖြစ်လာမယ်ပေါ့เนาะ ငွေကြေးကလက်ရှိအခြေအနေပြန်ဖြစ်လာမယ်ငွေကြေးနဲ့ပတ်သက်ရင်ကန်ကောင်းတာအထောက်ပံ့ရတာအကူအညီရတာမဆက်ပတ်မှုတဲ့သူတွေပေါ်တာမျိုးတွေကြုံရတတ်တယ်ဝင်ငွေထွက်ငွေအားကောင်းလာမယ်ဆိုတဲ့သဘောမှဖြစ်တယ်အဲ့တော့ငွေကြေးအကြံစီတွေအောင်မြင်နိုင်တယ်ငွေကြေးနဲ့ပတ်သက်ပြီးကိုလှုပ်တဲ့ဟာတွေကအကျိုးပေးအရာရောက်လာမှာဖြစ်ပါတယ်အဲ့တော့ရေးကြည့်တဲ့ငွေကြေးကိစ္စအလောက်ကန်ကိစ္စမျိုးကိုလုပ်မယ်ဆိုရင်လှုပ်ချင်းဖြစ်အောင်မြင်နိုင်တဲ့သဘောမှရှိပါတယ်။အဲ့တော့အခြေအိမ်တော်ကြီးမြစ်တာကြီးပေါ့အခြေအိမ်တော်ကြီးမြစ်တာကြီးနဲ့ပတ်တန်အတိုက်ခိုက်သဘောလေးတွေရန်သဘောလေးတွေစောင့်နေဒေါ်လာထွက်လာမျိုးလေးတွေဖြစ်တတ်တယ် တော့အခြေအနေတော်ရင်းမှာဒေါသထွက်လာတာအတိုက်ခိုက်သဘောမျိုးလေးတွေဖြစ်တာစကားပြောရများတာစိတ်ညစ်စရာပေါ်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့အခြေအနေတော်ရင်းနဲ့ပတ်သက်ရင်တော့ပုံမှန်အခြေအနေတင့်မြတ်နေတော့ဒီဆဲမှာတော့နည်းနည်းလေးထပြီးတော့ပုံတိုင်းဌာနာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျမ်းမာရင်းနဲ့ပတ်သက်တဲ့ခီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ဒီဆဲရဲ့အထက်မှာကောင်းတဲ့ဘက်မှာယက်တီတယ်လို့ပြောလို့ရပါတယ် အဲ့တော့ကျမကြီးနဲ့ပတ်သက်လာရင်အဒီဆဲတာမှာကျမကြီးမကောင်းလို့အိပ်ရတဲ့လဲနေတဲ့မိစေတွေကျမကြီးခဏခဏချူချာနေတဲ့မိစေတွေကျမကြီးပြန်လဲတက်တာကောင်းမွန်လာဖို့ရရှိတယ်။ကောင်းသောခရီးတွေကြုံရမယ်။ရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေတွာလာလုတ်ကင်တာမျိုးတွေလုတ်လို့ရတယ်ပေါ့နော်။အဲ့တော့ရေးကြီးတဲ့ခရီးကိစ္စတွေဟလာတွားဖို့လာဖို့စီစဉ်ထားတာရှိတယ်။ကြံစီရထားတာတွေရှိတယ်ဆိုရင်အဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်။အဲ့တော့ဒီဆယ်ရက်အတွက်ကတော့ကျွန်တော်တို့အနှစ်ချုပ်အဖြစ်ကံကောင်းနေတဲ့တဲမှာရက်တည်နေတာဖြစ်ပါတယ်။ရေတရာလုတ်ဖို့မလိုပါဘူး။အဲ့တော့ဒီဆယ်ရက်ပြီးကျွန်တော်တို့ ဘလို့ပဲဖြစ်ဖြစ်ကိုအရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရွက်လောက်ကန်ဆုံးဖြတ်မယ်ဆိုရင်လုတ်တင်တဲ့ဆယ်ရက်သာဖြစ်ပါတယ်ကောင်းချူပေးတဲ့ဆယ်ရက်သာလို့ပြောလို့ရပါတယ်အဲ့တော့ဒီဆယ်ရက်အတွက်အဲကျွန်တော်တို့ဟာလာဆိုလို့ရှိရင်အချိုးပေးတဲ့ကံကောင်းလက်ရှင်အဆောင်ဆိုလို့ရှိရင်ဒီဆယ်ရက်ထဲမှာငါပြောရတွေ့ရမှာနတ်ငယ်လေးဗမာအခေရနတ်ငယ်ကိုစော့ပင်နဲ့ရေးပြီးတော့ဆောင်းထားပါငါပြောရောကအများကြီးဖြစ်ပေါ့သုံးလမ်းမှပတ်လေလောက်ဆိုရင်ရပါတယ်ဟာလာအချိုးပေးတဲ့အကြောင်းအပြာနုရောင်ဖြစ်ပါတယ်အချိုးပေးတဲ့ကဏ္ဍအနေနဲ့ 1390ဆိုတဲ့ကဏ္ဍနေဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်တို့စနေသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ